ြန်လာတယ်။နောက်ဆုတ်တယ်ဆိုတာကိုယ့်ရဲ့အာကုသကံတော်တော်ကြီးသွားလို့။တနည်းအားဖြင့်ဒီလောကီအာယုံကာမဂုဏ်တွေပေါ်မှာတွေ့တာတဲ့လောဘတဏှာတွေအာကြီးလို့နောက်ဆုတ်သွားကြတာ။နောက်ဒါကြောင့်တဖြည်းဖြည်းနဲ့စွန့်နိုင်အောင်ပဲဘုန်းကြီးတို့ကြိုးစားရမယ်။ဟုတ်ပြီလား။ဒါကြောင့်သာသနာမှာနေပြီးဆိုရင်လည်းရှင်တော်ဘုရားရဲ့အလိုတော်ကြအတိုင်းနေရမှာပေါ့။ပြောအောင်ဆိုပြီးတော့ဖုန်းလေးကိုင်းပြီးတော့ဟာလားကွန်ပျူတာလေးလေးဟာလားအဲ Facebook လေးလေး အဲ့တော့ဗာလဲဗီဒီယိုလေးတချင်းလေးတွေနားထောင်ပြီးတော့ပရိယပတိပတ်မလို့ပဲနဲ့သာသနာမှာကြာကြာနေနိုင်အောင်ပြီးတော့စိန်ခံပြီးနေမယ်ဆိုရင်လည်းအဲ့ဒါအလုံးမဟုတ်အဲ့ဒါစစ်မှန်တဲ့နေနည်းမဟုတ်ဘူးเนาะအဲ့ဒါမျိုးကြတော့ဘာမှမထူဘာမှအတိတ်ပဲမရှိတော့ဖယားသာသနာတော်ဟာကာမဂုဏ်အာယုန်တွေခံစားပြီးတော့ကာမတုခတွေလောကပြောတဲ့ကာမတုခပါတကယ်တော့ကာမဒုက္ခတွေเนาะခံစားပြီးနေထိုင်တဲ့ဌာနကြီးမဟုတ်ဘူးတကယ်ကိုပါရမီတော်တွေကိုဖြည့်ကျင့်စေလိုတဲ့အမျိုးကောင်းသားတို့ရဲ့ တကယ်ပါရမီဆိုင်အိမ်တော်ကြီးသာဖြစ်တယ်။ဟုတ်ပြီလား။ဒါကြောင့်အရှင်မြတ်သာသနာတော်မှာရောက်လာပြီးဆိုရင်ဗုဒ္ဓပြောတဲ့အတိုင်းနေရမှာပေါ့။အဲ့လိုဆိုရင်တိတ်ကောင်းသွားပြီရှင်မြတ်။ဂျာလား။ဗုဒ္ဓရဲ့လမ်းစဉ်ကလည်းရှင်းတယ်။ဒီသာသနာတော်ကြီးမှာယဟန်တော်ကလည်းအမျိုးမျိုးရှိတယ်ပေါ့။တပြည့်တော်တို့ကအခုသမုတိပုံကိုယ်တွေနော်သမုတိတန်ခါပေါ့။သမုတိယဟန်တော်တွေ။ဗာယဟန်တော်တွေလည်းသမုတိယဟန်တို့ဆိုတာအဆိုးရှိတယ်အကောင်းရှိတယ်။ဟုတ်ပြီလား။အဆိုးရှိတယ်အကောင်းရှိတယ်။ ပရမတယဟန်တော်တွေကြတော့တကယ်ကိုမညံဖူညံစိုက်သွားတဲ့အရိယာသူတော်စင်တွေပေါ့တပြည့်တော်တို့ကတော့သမုတိဒီသမုတိတန်ခါကနေသမုတိယဟန်တော်ကနေတပြည့်တော်တို့ဟာပရမတယဟန်ဖြစ်အောင်ကြိုးစားရမယ်ဟုတ်ရလားပရမတယဟန်တော်ဖြစ်အောင်ကြိုးစားရမယ်ဒီသမုတိမှာအဆူအကောင်းတွေရှိတယ်တို့ဟာအကယ်၍မညံဖူညံမရသေးဘီမဲ့ဖျားပြောတဲ့ဒီလားကျင့်စဉ်ကိုကောင်းဆောင်ကျင့်ပြီးတော့ပရိယပฏิပတ်ကိုကျင့်နေမယ်ဆိုရင်ဗုဒ္ဓမြတ်စွာဘုရားကချီးကျူးပါတယ်ဂျာလားချီးကျူးပါအဓိကကျင့်ဖို့လိုတယ် ဘာလို့ဘို့လို့လဲအာတချို့ကယန္တာဖြစ်မှယန်းဆိုတာမဟုတ်ပါဘူးဗုဒ္ဓရဲ့သာသနာတော်ကယန္တာဖြစ်တယ်ဆိုတာလူတိုင်းမဖြစ်နိုင်ဘူးဟုတ်ပြီနော်လူတိုင်းမဖြစ်နိုင်သူ့ရဲ့ဒီဒီပကတိတာဝကရဲ့ပါရမီဉဏ်ဖြည့်ဖို့ဆိုရင်လေ तू ကကြင့်ကြံနေရအောင်ပါကြင့်ကြံရင်လည်း तू အချိန်တိုင်းပွင့်ထွက်သွားတာပါကြင့်ဖို့ကကိုယ့်အလုပ်ဟုတ်ပြီလားကြင့်ဖို့ကိုယ့်အလုပ်ရှိတယ်ဒါကြောင့်ဘုရားသာသနာတော်မှာမဉဏ်ပူဉဏ်မရပေးပေမဲ့ယန္တော်ကြီးစိတ်ထဲပန်ကြရအောင်အဓိကသန္တရာဝိဒုက္ခကလွတ်မြောက်လို့တဲ့စိတ်ဖြစ် တီလာကိုကောင်းစွာကျင့်မယ်ပရိယပတိပတ်ကိုကောင်းစွာကျင့်ပြီးတော့နေနေမယ်ဆိုရင်ဒါဖះရှင်လူတော်ကြာယဟန်လိုပဲခေါ်ပါတယ်။နော်အဲ့ဒီသမုတိယဟန်မှာအဆိုးရှိတယ်အကောင်းရှိတယ်။ကျမ်းစာတကယ်ဒီမှာရေးအကွန်ကဝီနီကိုကောင်းစွာကျင့်သုံးမှုမရှိဘူးပရိယပတိပတ်မကျင့်ပဲနဲ့ဒကာတော်မကြီးရဲ့ပစ္စည်းလေးဖြာဖို့ပဲဒီတိုင်းမှမိမ့်ပြီးတော့ပြုံမှုအောင်ခုနက တပြည့်တော်ပြောတယ်လို့သာသနာမှာကြာကြာနေခြင်းနဲ့လူပွားမှာလူထွက်ရင်လည်းအစင်မပြေဘူးစီးပွားရေးမကောင်းနိုင်ငံရေးမကောင်းဘူးဆိုပြီးတော့မှိမ့်ပြီးတော့ဖုံးလေးကန်ပြီးတော့ TV လေးကြည့်တခြင်းလေးနားထောင်ပြီးတော့ဒီလိုမျိုးမှိမ့်ပြီးတော့နေနေတာမျိုးကိုတော့ဖះမကြိုက်ဘူးဟုတ်တယ်မလားတခါတော်မတွေအတွက်လည်းအကျိုးမများဘူးဒါကြောင့်တပြည့်တော်တို့ကသာသနာမှာနေရင်ဝီနီတော်နဲ့အညီပရိယပရိပကျင့်ရင်နေတဲ့တယ်ပေါ့မနေနိုင်ဘူးဆိုရင်တော့လေသာသနာတော်ကမကောင်းဘူးဟုတ်တယ်မလား ဒါကြောင့်မို့တောင်မြို့ဆရာတော်ကြီးရဲ့ဒီကဗျာလေးပေါ့နော်တိတ်ကောင်းတာလိုက်ဆိုကြည့်ဦးစင်းတိုင်ပေးမယ်နော်ရှင်တော်ဖယားတတော်များဟုမတခေါ်ရတန်ဃာမြေရှင်တော်ဖယားတတော်များဟုမတခေါ်ရတန်ဃာမြေမတခေါ်ရတန်ဃာမြေ တန်ခါဆိုတာနှမျိုးရသည်တန်ခါဆိုတာနှမျိုးရသည်ပရမတ္ထတံမူတိတန်ခါဆိုတာနှမျိုးရသည်တန်ခါဆိုတာနှမျိုးရသည်ပရမတ္ထတံမူတိတရားတိကာရိယာဖြစ်မှာတရားတိကာရိယာဖြစ်မှာပရမတ္ထခေါ်ရသည် တရားတိကာရိယာဖြစ်မှာတရားတိကာရိယာဖြစ်မှာပရမတ္ထခေါ်ရသည်ပရမတ္ထခေါ်ရသည်တမုတိဆိုထိုတန်ခါ၌တမုတိဆိုထိုတန်ခါ၌သုကောင်းနဝါရှိကြသည်သုကောင်းနဝါရှိကြသည်တမုတိဆိုထိုတန်ခါ၌တမုတိဆိုထိုတန်ခါ၌သုကောင်းနဝါရှိကြသည် ပစ္စည်းလေးဖြာလူရှာကြသည်ပစ္စည်းလေးဖြာလူရှာကြသည်ဗုဒ္ဓဝါဒတို့တိုင်းပြည်ဗုဒ္ဓဝါဒတို့တိုင်းပြည်ပစ္စည်းလေးဖြာလူရှာကြသည်ပစ္စည်းလေးဖြာလူရှာကြသည်ဗုဒ္ဓဝါဒတို့တိုင်းပြည်ဗုဒ္ဓဝါဒတို့တိုင်းပြည်အကောင်းကိုသာကိုခွဲကြဖို့အကောင်းကိုသာကိုခွဲကြဖို့စေကနေစာထာရမည်စေကနေ အကောင်းကိုသာကိုပဲကြဘူးစေကနေသာထာယမိစေကနေသာထာယမိအကောင်းတွေကအတ္တပေလိုအကောင်းတွေကအတ္တပေလိုသာသနာရေဆောင်သင်ပြီသာသနာရေဆောင်သင်ပြီအကောင်းတွေကအတ္တပေလိုအကောင်းတွေကအတ္တပေလိုသာသနာရေဆောင်သင်ပြီသာသနာ မဆောင်နိုင်သောဘာသာပြည့်၍သာသနာတက်ဆုံးလိမ့်မည်မဆောင်နိုင်သောဘာသာပြည့်၍သာသနာတက်ဆုံးလိမ့်မည်ဟေးအကောင့်တွေကအသက်ပေးလို့သာသနာရေးဆောင်သင့်ပြီလေကြလားဒါကြောင့်ရှင်ပြဒီသာသနာတော်မှာနေပြီးဆိုရင်ယဟန်ကောင်းဖြစ်အောင်ကြိုးစားရမယ်ဗျာเนาะ ဘာဖြစ်လို့လဲဒီသာသနာတော်ကြီးမှာယဟန်ကောင်းတဲ့ယဟန်ဆိုရှင်ဒီတိုင်းမဲ့မိဘအိမ်တအိမ်မှာမိဘမှာသားသမီးတွေမှာသားကောင်းရဲ့သားဆိုးရဲ့နှမျိုးရှိတယ်။မိဘရဲ့အဆုံးအမတွေကိုလိုက်နာတယ်ကိုချင်းတီလာရှိတယ်မိဘရဲ့အဆုံးအမကိုလိုက်နာတယ်ဆိုရင်အဲ့ဒါသားကောင်းဟုတ်တယ်မလားကိုချင်းတီလာမရှိဘူးနော်မိဘရဲ့အဆုံးအမကိုမလိုက်နိုင်အဲ့ဒါကိုဘာလို့ခေါ်လဲ ဒါဆိုဒီလိုပဲဒီသာသနာတော်မှာလည်းဗုဒ္ဓရဲ့အဆုံးအမဆိုတဲ့ဝိနည်းတော်တွေရှိတယ်။ပရိယပတိပတ်တွေရှိတယ်။ဗုဒ္ဓရဲ့အဆုံးအမတီလောင်ကိုကောင်းစွာဖြည့်ခြင်းပရိယပတိပတ်ကိုကောင်းစွာကျင့်သုံးနေရင်အဲ့ဒါယဟန်ကောင်းဟုတ်ပြီနော်ဝိနည်းကိုကောင်းစွာမကျင့်ဘူးပရိယပတိပတ်ကိုကောင်းစွာမကျင့်ဘူးမကျင့်သုံးဘူးအဲ့လိုဆိုရင်ဗာလဲဒါဆိုဒါကြောင့်သာသနာတော်ကြီးမှာတားဆိုးတွေများလာရင်ဒီသာသနာအမြန်ဆုံး꿰လိုက်မယ်ဟုတ်တယ်မလား ်ဒီလိုပဲအိမ်တအိမ်မှာသားဆိုးသမီးဆိုးတွေအများကြီးအဲ့ဒီအိမ်ကြာဘူးမကြာဘူးအဲ့ဒီအိမ်ပျက်စီးစီးပွားရေးအကုန်ဆုတ်ယုတ်ပျက်စီးသွားတယ်တချို့ဆိုတစ်ယောက်နဲ့ကိုတော်တော်ခံရတယ်မိပါတယ်နှစ်ယောက်သုံးယောက်လေးယောက်ဆိုတော့သွားပြီးအဲ့ဒီအိမ်ကြီးဟုတ်တယ်မလားလောင်ကစားလုပ်တဲ့သားဆိုးအရက်သေးစားဘူးရေးစီးပွားသုံးဆွဲလူဆိုးဟုတ်တယ်မလားသွားပြီးအဲ့ဒီမိပါအကုန်ဟုတ်တယ်မလားဒါကြောင့်မို့ဒီသာသနာတော်မှာလည်းအဲ့လိုပဲဗုဒ္ဓရဲ့ဝိနည်းတော်ကိုကောင်းစွာ မကျင့်ကြံတော့ဘူးပရိယပတိပတ်ကိုကောင်းစွာမကျင့်သုံးတော့ဘူးအဲ့လိုယဟန်ဆိုးတွေများလာပြီဆိုရင်ဒီသာသနာမကြဘူးအသက်ထွက်လိမ့်မယ်ဟုတ်တယ်မလားအဲ့လိုရှိတယ်ဒါကြောင့်မို့အဲ့ဒီလိုမျိုးအခြေအနေမျိုးမှာတားကောင်းလေးတွေသာသနာကိုချစ်တဲ့ယဟန်ကောင်းလေးယဟန်မြတ်တွေကဗုဒ္ဓရဲ့အဆုံးအမသာသနာတော်ကြီးကိုရည်ရှိတည်တံ့အောင်ကြိုးစားရမယ်သာသနာအတွက်ကြိုးစားရမယ်ဘလောက်ထိကြိုးစားရမယ်အသက်သေးဆုံးတဲ့တိုင်အောင်ကြိုးစားရမယ်ဟုတ်တယ်မလား အကောင်တွေကအသက်ပေးလို့သာသနာရေးဆောင်သင့်ကြီးဟုတ်တယ်မလားမဆောင်နိုင်သောဘာသာပြည့်၍သာသနာတက်ဆုံးလိမ့်ကြီးတောင်မြို့မှာကနိုင်ဆရာတော်ရေးထားတာနော်သာသနာကိုအသက်ထမြချစ်တဲ့ဆရာတော်ကြီးရေးဆက်ခဲ့ဆရာတော်ကြီးကသာသနာအတွက်တကယ်ကိုအသက်ဆုံးပြီးတော့သူစူးစမ်းခဲ့နော်အဲ့ဒီတောင်မြို့ဆရာတော်ခေတ်ဝီနီသာသနာကိုရုံလုံးဖော်ခဲ့တယ်ဝီနီဆိုတာကျင့်လို့ရတာကိုသူ့ចောင်းတော်ကြီးမှာလက်တွေ့ကျင့်သုံးခဲ့တယ် ်ဝီနီရောင်ရန်ကြီးလက်တွဲချင်းပြီးတော့ပရိယပတိပတ်ကိုအစွမ်းနိုင်ဆုံးကြောင်းတိုက်ကြီးကိုတည်ထောင်ခဲ့ရဟန်းတော်ပေါင်းများစွာရာပေါင်းများစွာဖြစ်တကယ်ကိုမြမပြည်တွင်မကကဘာတိတိုင်အောင်သာသနာတော်ရဲ့အလှကိုထွန်းလင်းစေနိုင်ခဲ့တဲ့အာဇံကြီးဆရာတော်မြတ်ကြီးဖြစ်တယ်ဒီဆရာတော်ရေးဆက်ခဲ့တာဒီနေ့မှာအကောင်းတွေကအသက်ပေလို့သာသနာရေးဆောင်သင့်ကြီးသာသနာတော်တကယ်ချစ်တဲ့ဗုဒ္ဓရဲ့သားတော်တွေတမီးတော်တွေကအသက်ဆွန့်ပြီးတော့သာသနာအလုပ်ကိုစူးစမ်းရမယ်လို့ဆိုလိုတာ မကြိုးစားဘူးစေရေကရေတာခိုးနေမယ်စားကောင်းယုံတောက်ကောင်းယုံလေးမယ်မှိန်ပြီးတော့နေနေမယ်ဆိုရင်မဆောင်နိုင်တော့ဘာသာပြည့်၍သာသနာတဆုံးလိမ့်မည်လီးတင်ကြီးကဘာတသိအသွေးတော်နန္ဒအသားတော်နန္ဒဥကောင်းတော်နန္ဒမျက်လုံးတော်နန္ဒသွေးနဲ့ရေးပြီးတိဆောက်ခဲ့ရတယ်ဒီသာသနာတော်ကြီးအမြန်ဆုံး꽌ပေးမယ်အမြန်ဆုံးပြည့်စည်သွားလိမ့်မယ်ဒါကြောင့်သာသနာရဲ့တန်ဖိုးသာသနာကိုချစ်တဲ့ဖခင်သားတော်သမီးတော်တွေဟာ စွန်းနိုင်တော့အသက်ကိုစွန့်ပြီးတော့အသက်နဲ့ရင်းပြီးတော့သာသနာလို့ကြိုးစားရမယ်တဲ့ဂျာလာအရှင်မြတ်ပြညာပလားဒါကြောင့်အရှင်မြတ်အခုကိုရင်ပွားမယ်တဆင့်မနှက်ဖာမှာရမ်းခံပေးမယ်နော်ရမ်းဖြစ်ပြီးအရှင်မြတ်ဘယ်တော့မှတော့မဆုံးနဲ့တဲ့ဂျာလာပရိယပฏิပတ်တင်မယ်အရှင်မြတ်ဒီစင်မှန်နဲ့သာသနာပြုလှုပ်လှုပ်ဖို့စာပေကိုကောင်းစွာတင်ရမယ်နော်တာမဏိကျော်သာသနာလင်္ကာရပထမဦးဆုံးလှုပ်ရမယ်နော်လှုပ်မှာစာရီလှုပ်ပြီးတော့စာရီတက်လာပြီးရင်တရားအားထုတ်အောင် နော်တရားလို့ဒီလိုပဲစာသင်ရင်းနဲ့လည်းတရားနဲ့တွဲပြီးတော့ကျင့်ကြံသွားရတယ်အဲ့လိုဆိုရင်ဗုဒ္ဓလိုတော့ကြာသာသနာမှာနေထိုင်ပြီးပဲအဲ့လိုတီလောင်းကိုကောင်းစွာဖြစ်ခြင်းပြီးပရိယပတိပတ်အရှင်မြတ်ကျင့်သုံးနေပြီးဆိုရင်မိဘရဲ့ဂျေဆုကောင်းစွာဆက်ရရောက်ပါတယ်ကျားလာတကိုင်းတို့မကြီးတို့ငါတို့တာကငါတို့အမေရိကန်ပို့လိုက်မယ်တလားကိုဒေါ်လာဘယ်လောက်ပို့မယ်အဲ့လိုသားလေးနဲ့သာသနာပေါင်းမှာရှင်ယံဝတ်ပြီးတော့တီလောင်းကိုကောင်းစွာဖြစ်ခြင်းပြီးသာသနာပြုဖို့စာပေသင်နေတဲ့သားလေးနဲ့ဘယ်ဟာမြတ်လဲ စဉ်းစားကြည့်ဟုတ်တယ်မလားနိုင်ငံခြားနေဒေါ်လာလေးတလောက်ဘဏ္ဍဘဏ္ဍထောင်ဘဏ္ဍထောင်ပို့နေတဲ့သားလေးထက်သာသနာတော်ကြီးမှာအသက်ဆုံးပြီးတော့တင်နာကိုကောင်းစွာဖြစ်ခြင်းပြီးသာသနာအတွက်စာပေတင်ယူနေတဲ့သားလေးကအဆပေါင်းများစွာတားတယ်ကြားလားဒကမကြီးတို့တေဂန်ဒီအချိန်မှာနော်တေဂန်ဒီအချိန်လေးမှာပြန်ပြီးတော့တွေးကြည့်နိုင်ငံခြားရောက်နေတဲ့သားလေးကအဒီလာ ငါယောဂတအားဖြစ်နေတယ်ငါ့ကိုဒေါ်လာလည်းမပိုသေးပါလားဆိုရဲအဲ့ဒီစိတ်နဲ့သိရင်ဘယ်ရောက်မလဲအပေချဖို့များတယ်လောဘတဏှာဟာငါသားလေးသာသနာတော်မှာတီလာတွေကောင်းစွာဖြည့်ချင်ပြီးသာသနာပြုဖို့စာပေတွေစူးစမ်းနေတယ်အဲ့ဒီသားလေးကိုအာယုံပြုကြည့်ဘယ်ဟာအေးချမ်းမလဲတွေ့ကြည့်အဲ့ဒီလိုတီလာရှိတဲ့သားသမီးတွေဟာမိဘတွေတေငန်ကြီးအချိန်မှာတတိယရင်မိဘတွေအပေပိတ်နေတယ်သဘောပေါက်လားတကယ်ဒီမိုက်ဒါကြောင့်မိမိတို့ယနေ့သားလေး နော်အခုရှင်ပညာဗလာမနဗန်ရန်ခံပေးမယ်နော်ကဲသာသနာပေါ်မှာဘလောက်ဝမ်းသာဖို့ကောင်းဒါအမျက်ဆုံးဘဝပိုင်ရှင်ဖြစ်အောင်မိမိတို့ဝင်ရောက်ပြီးတော့ချင်းမြောက်အပေးကြတာဟုတ်ပြီလားဒီလိုဘဝမျိုးမြင်ဖို့လေးတင်ချေကပါတသိကြပါတယ်နော်လေးတင်ချေကပါတသိဆောက်ရမှာပါဒါကြောင့်မို့မိဒီတော့ဂေါရမီကြီးကသူ့ရဲ့ဘဝမှာသူဥဒန်းကျူရင်ခဲ့တာသူကဘဝပေါင်းများစွာရှင်ဘရင်ကြီးရဲ့အမေစစ်သူကြီးရဲ့အမေတထေးကြီးရဲ့အမေမင်းသားကြီးရဲ့အမေ အိုးအမေအမေတော်ခဲ့တဲ့ဘွားတွေများခဲ့ပါပြီတဲ့အခုလိုဖယားရှင်ရဲ့မေတော်ကိုရင်လေးရဲ့မေတော်ရဟန်းရဲ့မေတော်ဘဝမျိုးကတော့အမတန်ရခဲလာပါတယ်ဆိုပြီးဥတန်ကျူးရင်ခဲ့တယ်ဒါကြောင့်တကယ်ဒီမှာဒီနေ့ရှင်ပညာဗလာရဲ့သာသနာ့ဘောင်ဝင်တဲ့နေ့ရက်လေးမှာဝမ်းမြောက်ဝမ်းသာဖြစ်ကုသိုလ်ကောင်းမှုအဆုစုတွေကိုနော်အမြဝေရေစက်ချကုသိုလ်ပြုကြရအောင်နော်ကဲလိုက်စို့ဣဒံမေပုံညာအတဝခယံ